ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ23ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးသတင်းအနေဖြင့်ငလင်ဘေးကြားကထိုးစစ်ဆင်နေတဲ့အကျန်းဖက်ဆေးအုပ်စုလောက်ရက်ကိုနိုင်ငံတကာကစောင့်ကြည့်တဲ့ရန်ညားလုပ်ငန်းစဉ်တစ်ခုလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ငလင်ဘေးကြားကထိုးစစ်ဆင်နေတဲ့အကျန်းဖက်ဆေးအုပ်စုလောက်ရက်ကိုနိုင်ငံတကာကစောင့်ကြည့်တဲ့ရန်ညားလုပ်ငန်းစဉ်တစ်ခုလိုအပ်တယ်လို့ နိုင်ငံညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကဧပြီလ12ရက်မှာကျင်းပတဲ့မြို့သားညီညွတ်ရေးအစိုးရသခိုင်းငလင်ကြီးမေဂျာအက်ကွိတ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်ကျမတို့ကထိုးစစ်တွေကိုရပ်တန့်ထားပြီးတော့ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအားပြုပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေအထူးသဖြင့်တော့စစ်ဘက်တိုက်ခိုက်မှုတွေမဟုတ်ဘဲနဲ့အရတားပြတ်မှတ်တွေကိုလည်းစစ်ဘက်အရက်ဘက်ခွဲခြားမှုမရှိဘဲထိုးစစ်ဆင်နေတဲ့ကိစ္စတွေတိုက်ခိုက်နေတဲ့ကိစ္စတွေကိုစာရွက်ပေါ်မှာတယ်မဟုတ်ဘဲလက်တွေ့လိုက်ပါဆောင်ရွက်ဖို့ဆိုလို့ရှိရင်နိုင်ငံတကာကစောင့်ကြည့်ဖို့လိုပါတယ် နိုင်ငံတကာကစောင့်ကြည့်တဲ့လုပ်ငန်းစဉ်တစ်ခုလိုတယ်ဆိုတာကိုဒီအချိန်မှာအလေးပေးပြီးပြောကြားလိုတယ်။တစ်ဖက်မှာလည်းပဲလူသားချင်းစာနာမှုအကူအညီတွေကိုနိုင်ငံတကာအထောက်ပံ့အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့တိတိကျကျတင်းတင်းရင်ရင်ပြက်ပြက်သားသားလိုက်နာဆောင်ရွက်ဖို့လိုပါတယ်လို့ဝန်ကြီးကပြောပါတယ်။အကြံဖက်စစ်အုပ်စုဟာမတ်လ28ရက်မှဧပြီလ17ရက်အထိလေကြောင်းတိုက်ခိုက်မှု82ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ105ဦးရှိခဲ့ကလက်နက်ကြီးပစ်ခတ်မှုအကျဉ်းရေ30တွင်သေဆုံးသူ6ဦးရှိခဲ့ပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့် ကိုရီးယားရောက်လူငယ်တွေမြန်မာပြည်နဲ့တော်လှန်ရေးအတွက်ရမုံငွေရှာဖွေမှုလူခွင့်ရေးဆိုင်ရာဝန်ကြီးချီကျူးဂုံပြုတဲ့သတင်းကိုတင်ပြပေးပါမယ်။ကိုရီးယားရောက်လူငယ်တွေမြန်မာပြည်နဲ့တော်လှန်ရေးအတွက်ရမုံငွေရှာဖွေမှုလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကချီကျူးဂုံပြုကတက်ရောက်ခဲ့ပါတယ်။ကိုရီးယားရောက်လူငယ်တွေစနေတင်းငွေတွေရုံးပိတ်ရက်ရောက်တိုင်းမြန်မာပြည်ကပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေအတွက်အလှည့်ကျရမုံငွေရှာနေကြတဲ့ဟာမိုးတဲ့လေထဲမှာလည်းမရက်မနာပါပဲ။ဘယ်နေရာဘယ်ရောက်ရောက်ဘယ်တာဝန်တွေပဲ ဲထန်ထန်ရောက်တဲ့နေရာမှာတာဝန်ကျေကြတယ်စာနာကြတယ်အားပေးကြတယ်ခံယူချက်ချင်းတူတယ်လို့ဤမှန်းချက်ချင်းလဲတူကြတဲ့သူတွေအလုံးဟာတော်လန်ရေးရဲဘော်ရဲဘက်တွေကြည်ပါပဲလို့ဝင်းကြီးကပြောကြားထားပါတယ်ခင်ဗျာဆလဘီ မြို့သားညညရဲ့အစိုးရရာထားတဲ့ငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ1မီလီယံထဲမှ34,300ကျော်ကိုအသုံးပြုပြီးဖြင့်ငလင်ဘေးသင့်ဒေတာများအတွင်ထိုးစစ်ရန်နာထားမှုကိုတပတ်သက်တမ်းတိုးမည်ဆိုတဲ့သတင်းတို့ကိုတင်ပြပေးပါမယ်မြို့သားညညရဲ့အစိုးရရာထားတဲ့ငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ1မီလီယံထဲမှ34,300ကျော်ကိုအသုံးပြုပြီးဖြစ်တယ်လို့မြို့သားညညရဲ့အစိုးရကစကိုင်းငလင်ကြီး Major Earthquake တုံ့ပြန်ရေးလုပ်ငန်းရှင်များနဲ့ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူ ူဦးနေဖုံးလက်ကပြောပါတယ်လက်ရှိအခြေအနေမှာအလူငွေရရှိမှုနဲ့သုံးစွဲပုံကိုတင်ပြခြင်းပါတယ်အလူငွေအနေနဲ့ကတော့မြို့သားညညရဲ့အစိုးရအနေနဲ့အမေရိကန်ဒေါ်လာ1မီလီယံကိုယာထားခဲ့တယ် USD 1မီလီယံကိုယာထားတဲ့အထက်မှာ USD 3,400ကျော်ကိုအသုံးပြုပြီးဖြစ်တယ်အဲ့ဒီထဲမှာမှအလူငွေလက်ခံရရှိတာလည်းရှိပါတယ်အလူငွေလက်ခံရရှိမှုကတော့မြန်မာကျပ်1.9ဘီလီယံပေါ့သုံးစွဲပြီးတာတော့1.9ဘီလီယံသုံးစွဲဆောင်ရွက်ပြီးဖြစ်တယ်လို့ပြောပါတယ်ထို့အပြင် ြင်မြို့သားညညရဲ့အစိုးရ NUG ကငလင်ပေးတဲ့ဒေသတွေမှာထိုးစစ်ဆင်မှုအားလုံးကိုရက်သက်တစ်ပတ်နှစ်ပတ်ကြာရပ်ဆိုင်းခဲ့ပြီးနောက်ထပ်တစ်ပတ်ထပ်မံတက်တန်းတိုးမယ်လို့ပြောဆိုပါတယ်။ April 23ကနေ April 20ရက်နေ့အထိပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့ထိုးစစ်ကိုတစ်ပတ်ထပ်မံရပ်နှားမယ့်ကိစ္စကလည်းပဲဒီငလင်ပေးတဲ့ဒေသတွေနဲ့ဆက်ဆက်ခရိုင်များဆိုပြီးတော့ဖြစ်မှာပါဗျ။ April 23ရက်နေ့ကနေနောက်ထပ်တစ်ပတ်ကိုထိုးစစ်ရပ်ဆဲဖို့ကာလတိုးချဲ့သွားဖို့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်သွားဖို့ရှိပါတယ်လို့ဥနေဖုံး ုံးလက်ကပြောဆိုခဲ့ပါရခင်ဗျာဆက်လက်ပြီး မွန်ပြည်နယ်ကျန်းမာရေးကောင်စီ Moon State Health Council ဖွဲ့စည်းကြောင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်နယ်အတွင်းရှိ CDM ကျန်းမာရေးဝန်ထမ်းများအားကိုစားပြုသည့်ဖွဲ့စည်းတဲ့ပေါ်ပေါက်လာစေရန်အတွက်ကျန်းမာရေးဌာနအသီးသီးမှကျန်းမာရေးဝန်ထမ်းများနှင့်တော်လှန်ရေးတွင်ပါဝင်ဆောင်ရွက်နေကြသောကျန်းမာရေးဝန်ထမ်းများ၏အစည်းအဝေးဆုံးဖြတ်ချက်အရကျန်းမာရေးအလွှာကိုစားပြု၅ခုအားပေါင်းစည်းပြီး2025ခုနှစ်မတ်လ25ရက်နေ့တွင်မွန်ပြည်နယ်ကျန်းမာရေးကောင်စီ Moon State Health Council ကိုဖွဲ့စည်းခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ဆရာ ဝန်ကိုစားပြုအလွာသူနာပြုနှင့်တားဖွားကိုစားပြုအလွာ ကျမ်းမာရေးမှုနှင့်ကျမ်းမာရေးကြီးကြပ်ကိုစားပြုအလွာဆေးဘက်ဆိုင်ရာနည်းပညာရှင်ကိုစားပြုအလွာတိုင်းရင်းဆေးပညာရှင်ကိုစားပြုအလွာစတဲ့အလွာ၅ခုအားပေါင်းစည်းဖွဲ့စည်းထားတယ်လို့ဖော်ပြထားပါတယ်။ဘုံပြည်နယ်ကျမ်းမာရေးကောင်စီ MSHC ကိုစစ်အာဏာရှင်စနစ်အမြင့်ပြတ်ကြဆုံရေးနှင့် Federal Democracy နိုင်ငံသစ်ထူထောင်ရာတွင်ဘုံပြည်နယ်ကျမ်းမာရေးကောင်စီအနေဖြင့်တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဘုံပြည်နယ်အတွင်းရှိပြည်သူအလုံးလက်လန်းမီနိုင်သည့်ဘေးကင်းလုံခြုံသောကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအကောင့်ထဲပေါ် ေါ်ဆောင်ရွက်ပေးရန်မွန်ပြည်နယ်အတွင်းရှိပြည်သူ့ကျန်းမာရေးဆိုင်ရာမူဝါဒပေါ်ပေါက်လာရေးအတွက်မိဖက်ကျန်းမာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားရန်မွန်ပြည်နယ်အတွက်အရေးအသွေးနှင့်စွမ်းဆောင်ရည်ပြည့်ဝသည့်ကျန်းမာရေးလူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်သွားရန်ရည်ရွယ်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။မွန်ပြည်နယ်ကျန်းမာရေးကောင်စီအနေဖြင့်လည်းအခြားသောပြည်နယ်တိုင်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများဖြင့်တီးခြားစုဖွဲ့ကိုစားပြုသည့်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများပေါ်ထွက်လာရေးကိုအထူးအားပေးထောက်ခံပါကြောင်းနှင့်ဘုံရီမန်းချက် တူညီသောအဖွဲ့အစည်းများနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းထုတ်ပြန်ထားပါရခင်ဗျာဆလဘီမြမနွေဦးတော်လန်ရဲတွင်ပါဝင်တိုက်ခိုက်နေကြသောတော်လန်အင်အားစုများမှအပြစ်ခတ်ရက်စဲထားခြင်းကိုကြိုးစိုးထောက်ခံကြောင်းအချင်းထောင်ရှိနိုင်ငံအချင်းသားအချင်းသူများမှအိတ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။မြမတော်လန်ရဲတွင်ပါဝင်တိုက်ခိုက်နေကြသောတော်လန်အင်အားစုများမှအပြစ်ခတ်ရက်စဲထားခြင်းကိုကြိုးစိုးထောက်ခံကြောင်း အချင်းထောင်များရှိနိုင်ငံရေးအချင်းသားအချင်းသူများမှအိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ April 12ရက်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဖော်ပြပါတယ်။မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သောအင်အားပြင်းငလင်နှင့်နောက်ဆက်တွဲလှုပ်ခတ်နေသောငလင်များနှင့်ဆက်လင်း၍မိဘပြည်သူများနှင့်တာဝန်ရှိသူများစီသို့အချင်းထောင်များရှိနိုင်ငံရေးအချင်းသားအချင်းသူများမှအိတ်ဖွင့်ပေးစာတစ်ရက်ပေးပို့ခဲ့ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့တွင်မြန်မာနိုင်ငံအလဲပိုင်းအားဗဟိုပြု၍လှုပ်ခတ်ခဲ့ပါသောပြင်းအားခွန ်ဒသမခွန်ရစ်တာစကေးရှိသည့်ငလင်တန်ကြောင့်တအိုးအိမ်စည်းစိမ်များစွာဆုံးရှုံးနစ်နာခဲ့ရသည့်အတွက်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားရဲဘော်ရဲဘက်များမှများစွာစိတ်ထိခိုက်ဝမ်းနည်းကြေကွဲရပါကြောင်းဥစွာပြောကြားလိုပါတယ်လို့ဆိုပါတယ်စစ်ကောင်စီ၏လူမဆန်သောလုပ်ရက်များအားကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားရဲဘော်ရဲဘက်များမှပြည်သူများနှင့်အတူပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကာယခုအချိန်တွင်ငလင်တန်ကြောင့်ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရပါသောဒေသများတွင်ကုညီကယ်ဆယ်ရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်များအလင်းမြန်ဆောင်ရွက်ပြီး ီးစီးနိုင်ရေးမှာပထမဦးစားပေးဖြစ်တယ်လို့ဆိုပါတယ်ထို့ကြောင့်မြမနွေဦးတော်လင်ရေးတွင်ပါဝင်တိုက်ခိုက်နေကြသောတော်လင်အင်အားစုများမှအပြစ်ခတ်ရက်စဲထားခြင်းကိုလည်းလိုက်လိုက်လဲလဲကြိုးစိုးထောက်ခံပြီးငလင်တန်ကြောင့်ဆုံးရှုံးနစ်နာခဲ့ကြရသည့်ပြည်သူများနှင့်အတူကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားရဲဘော်ရဲဘက်များအပါအဝင်မြမနိုင်ငံသူနိုင်ငံသားများအားလုံးတို့မှစိတ်နှလုံးသားချင်းတထက်ထဲရှိပါကြောင်းနှင့် အတူတကွလက်တွဲပြီးပူးပေါင်းပါဝင်ထူထောင်ကြမည်ဖြစ်ကြောင်းပြောကြားလိုပါတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီးမတ်လ28ရက်မှဧပြီ17ရက်အထိအရေးပေါ်ငလင်တုံ့ပြန်နိုင်ရေးကမ်ပိန်းကိုကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့်စုစုပေါင်းကျပ်ငွေ1.65ဘီလီယံနီးပါးမြင့်တင်နိုင်ခဲ့တယ်လို့ຫນွေဥဖွံ့ဖြိုးရေး SDB ဘဏ်အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ မတ်လ28ရက်မှဧပြီလ17ရက်အထိအရေးပေါ်ငလင် တုံ့ပြန်နိုင်ရေးကမ်ပိန်းကိုကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့်စုစုပေါင်းကျပ်ငွေ1.65ဘီလီယံနီးပါးမြင့်တင်နိုင်ခဲ့တယ်လို့ဧပြီလ17ရက်နှွေဦးဖွံ့ဖြိုးရေးဘဏ်မှအလုံးအမှုဆောင်အရာရှိကယ်ဗင်ကအတိပေးဆိုထားပါတယ်။ရှင်းခင်ရပါသောတော်လိုင်းအတိုင်ဝန်းမှအဖွဲ့ဝင်များခမညာမကြသေးမီကမြန်မာနိုင်ငံအလဲပိုင်းတွင် ပြင်းအားမြင့်ငလင်လှုပ်ခတ်မှုတန်းခံခဲ့ရသောရက်ရွာလူလူများကိုပံ့ပိုးကူညီရန်အတွက် Spring Development Bank SDB နှွေဦးဘဏ်မှဥ ဆောင်စီစဉ်သည့် campaign ကို Spring Crowd Fund ၊နှွေဦးလူမှုရမုံငွေ SCF Platform အားအသုံးပြု၍ပါဝင်ပေးခဲ့သည့်အတွက်အထူးကျေးဇူးတင်ပါတယ်။ပြည်သူတို့ရဲ့ဂရုဏာနဲ့ရက်ရောမှုကြောင့်အရေးပေါ်လိုအပ်နေတဲ့မိသားစုတွေအတွက်မရှိမဖြစ်အရင်းမြစ်တွေဖြစ်သည့်ရေတန့်အစားအသောက်ဆေးဝါးနဲ့အမိုးကာတွေကိုဖြည့်တင်းပေးနိုင်ရုံသာမကစီးလုံးညီညွတ်မှုအင်အားအဖြစ်တရင်စကားလဲပြန့်နှံ့စေခဲ့ပါတယ်။ကြက်အတဲဒုက္ခကြုံတွေ့ရတိုင်းလူမှုအတိုင်းဝိုင်းများအနေနဲ့တကူတဲ့မရင်ဆန်ရပဲကျွန်တော်တို့အားလုံးအတူတကွ ရက်တီတံမိုးထားကြောင်းလက်ဆင့်ကမ်းစီပါတယ်လို့ဖော်ပြပါတယ်။မတ်လ28ရက်မှဧပြီလ17ရက်အထိအရေးပေါ်ငလင်တုံ့ပြန်နိုင်ရေးကမ်ပိန်းကိုဒစိုက်တမတ်အာယုံစူးစိုက်ပြီးကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့်စုစုပေါင်းကျပ်ငွေ1.65ဘီလီယံနီးပါးမြင့်တင်နိုင်ခဲ့တဲ့အတွက်ကျိုးနွန်စွာဂုဏ်ယူမိကြောင်းဖော်ပြပါတယ်။ငလင်ဘေးသင့်ဒေတာအလုံးအတွက်ရည်စူးထားသော Spring Crowd Fund ကမ်ပိန်းများမှတဆင့်လိုအပ်နေသူများအားကူညီပံ့ပိုးခြင်းဖြင့်စီးလုံးညီညွတ်မှုကိုဆက်လက်လက်တွဲညီကြဖို့လဲတိုက်တွန်းထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်2025မတ်လအတွင်းထောက်ပို့တက်သား2,146ဦးရှိပြီးထောက်ပို့ငွေပမာဏအမေရိကန်ဒေါ်လာ6,3962ရရှိကြောင်း PRF အတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ဒေါ်လာရင်းထောက်ပို့တက် PRF အနေနဲ့2025မတ်လအတွင်းထောက်ပို့တက်သား2,146ဦးရှိပြီးထောက်ပို့ငွေပမာဏအမေရိကန်ဒေါ်လာ6,3962ခန့်ရရှိကြောင်းအတိပေးတင်ပြထားပါရယ်။ဧပြီလအတွက်စတင်ထမ်းဆောင်နိုင်ပြီ ဖြစ်ပြီးမတ်လအတွင်းတာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်းစစ်ကြောင်းများရဲ့တပ်ရင်းရိတ်ခါနဲ့အထွေထွေအသုံးစရိတ်အတွက်ပို့ဆောင်ရမှာအသုံးပြုသွားမှာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်သားများစီလက်ဝဲရောက်ရှိတဲ့အခါမှာလဲ PRF စာမျက်နှာများမှတဆင့်ပြန်လည်တင်ပြသွားပါမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Casual တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ